ဒေါကူချယ်ရီအာမနာရန်ပွင့်လန်းတဲ့ည City 3 0လီဗာပူးပွဲပြီးသုံးသက်ချက် Chris Paul ကနေတင်ဆက်နေပါရီ Manchester City အသင်းကလက်ရှိချန်ပီယံလီဗာပူးအသင်းကိုအင်ဂွင်းမှာ3ဂိုးပြက်ဆိုတဲ့ရလဒ်တစ်ခုနဲ့နိုင်ယူသွားနိုင်ခဲ့ပါရီ Messi အတွက်ကတော့ဒီနိုင်ပွဲကပြပြေစုံလုံးနဲ့နိုင်ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါရီဒီနိုင်ပွဲမှာ City ရဲ့ဘယ်ဂျီနောက်မှာကစားမဖြစ်သူဒိုကူကအခရာကျခဲ့ပါရီဒိုကူချယ်ရီဟာ Manchester ကောင်းကင်ယံမှာအဆုံးစားမဲ့လင်းလက်ခဲ့ကြပါရီ ဘွဲချောင်းကိုပြောရရင်တော့ဘွဲစာ7မိနစ်ကျော်လောက်မှာပဲ Ancient City တို့ပင်တွေရရှိခဲ့ကြပါတယ်။ဒုက္ကူကောင်းမှုကြောင့်ပင်တွေရခဲ့တာပါ။ပြိုင်မဲ့ခန်းစည်းကိုမှွေနောက်ပြီးတော့လေပါဦးကိုသမားနဲ့တိုက်မိပြီးတော့ City တို့ပင်တွေရရှိခဲ့ကြတာဖြစ်ပါတယ်။ ဒဂွေရဲ့ဘာနဲ့တဲ့ကစားဟန်ကိုမြင်တွေ့ခဲ့ကြပါတယ်။ပနီကိုတော့ဟာလန်ကကန်သွင်းခဲ့ပြီးမြလီဘောင်းတင်းရဲ့ကိုသမားဖြစ်သူမာမာဒက်ရှီဗီလီကပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့တာပါ။ဟာလန်တယောက်ပနီလွဲခဲ့ပြီးမြပွဲချိန်29မိနစ်မှာဟာလန်ကပဲကောင်းတိုက်ပြီးတော့ဥဆောင်ကိုသင်ယူပေးသွားခဲ့တာပါ။ပွဲချိန်45မိနစ်မှာတော့စီတီကွင်းလက်လူနီကိုကွန်ဇာလက်ရကန်ကျက်မထင်မှတ်ဘဲနဲ့ကိုဝင်သွားခဲ့ပါတယ်။ပွဲချိန်63မိနစ်မှာတော့ဒီပွဲမှာစီတီရဲ့အဓိကအသက်သွေးကြောလုတောင်မှာပြောရမယ့်ဒိုကူကလာပါရီကန်ကျက်တစ်ခုနဲ့အတူစီတီအတွက်တတိယမြောက်ဥဆောင်ကို သိမ်းယူပေးသွားခဲ့ပါတယ်။သိမ်းသွားခဲ့တဲ့ကိုကလည်းတကယ်လို့မှစင်တန်းမြန်မာရဲ့အသင်းကိုတကူဖြစ်ပါတယ်။ပြန်ပြန်နောက်ခံလူနှစ်ဦးလောက်ကိုခြေအောင်ပြပြီး area ပြင်ကနေတီချာရဲ့ဝေခံချက်နဲ့တူကန်သိမ်းသွားခဲ့တာပါ။ဒုကွေရဲ့ကန်ချက်ကတီချာမှုချိန်သားကိုင်းမှုပါဝါပိုင်းအလုံးကွက်တိကြခဲ့ပါတယ်။ဒီဘက်မှာ city ကိုပြတ်နိုင်ခဲ့တာကဒုကူကြောင့်ပါပဲ။ လေပောင်းတင်းရခန်းစစ်ကိုလှုပ်ချင်တိုင်းလှုပ်ခဲ့ပြီးတော့ဖိအားပေးကြတာပါဒုကုကိုလေပောင်းခန်းစစ်ကဘလုံးမကိုထိမထားနိုင်ခဲ့တာပါဒီတိုင်းပွဲကမန်စရီတင်းအတွက်ကတော့အနိုင်၃မှတ်ထက်ကိုပိုးခဲ့ပါတယ်မပ္ပစီရဲ့ဒုတိယနေရာထိပြန်လဲတက်လန်းလာနိုင်ခဲ့ပြီးကောင်းမွန်တဲ့စိတ်သက်ချန်ပီယံရဲ့စံနှုန်းတစ်ခုကိုပြသသွားနိုင်ခဲ့တာပါဒီကနေ့ရတဲ့စံမကားတွေလောက်ပါပြီခင်ဗျာနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ